ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Star Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းကောင်းလေးကစာရေးသူနေစင်မင်းတော်ရေးသားထားတဲ့ဖုတ်တကောင်ရဲ့တန်ရောစင်ဆိုတဲ့ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကို Like ရန် Subscribe လေးလုပ်ပေးလိမ့်။ဘေးနားက Notify ခေါင်းနှောင်းလေးကိုလည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါရှင်။မကြခင်အိမ်ကိုပြန်ရတော့မှမို့လို့မျိုးကိုဝင်ပျော်နေပါတယ်။ ဇနီးနဲ့သားလေးကိုလည်းတက်တောင်းတက်တဲနဲ့ထားနိုင်ဖို့ရန်အတွက်ပတ်စံများများရဖို့ရန်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာသူအလုပ်လုပ်နေခဲ့တည်ပါတယ်၄နှစ်ရှိပြီဖြစ်ပါတယ်အခုတော်တော်လေးကိုမှစူမီဆောင်မီဖြစ်နေရကြောင်းလဲလောက်ကုန်ရင်တော့အင်ယိုအပီးပြန်ဖို့ရန်အတွက် စီစဉ်ထားလိုက်ပါပြီသူရဲ့အလုပ်လုပ်ဖို့ဂိုင်ဘက်တွေထောင်းလဲချေပေးထားခဲ့တဲ့ငွေရဲ့ပတ်စံလေးကိုလည်းပြန်လဲတောင်းယူရတော့မယ်သူကအလွန်ကိုမှယိုအေးပြီးတော့စိတ်ကောင်းရှိတဲ့အတွက်ကြောင့်လည်း သူ့ရဲ့အလုပ်လုပ်ဖို့ကင်ပတ်တွေကငွေလိုပြီးဆိုရင် သူထုတ်ချိနေရှိပါတယ်ဒီလိုနဲ့ပြန်ပို့ရန်အတွက်ငါးရက်များအလိုမှာမျိုးကိုဝေးတယောက်နေမကောင်းဖြစ်တော့တယ်ဈေးဝယ်တောက်တော့လဲမသက်တာတာကြောင့်ဈေးကံကိုလည်းတွားရလျော်တယ်ဆရာဝန်စစ်ဆေးချက်ရယောဂမဲမဲရမရှိတော့လဲသူ့ရဲ့ကျန်းမာရေးအခြေအနေကတနေ့ထက်တနေ့ပိုပိုပြီးတော့ဆိုးလာခဲ့တော့တယ်နောက်ဆုံးအရာတွေမှာလဲတဲ့အခြေအနေပင်ဖြစ်လာခဲ့တော့တယ် အိမ်သို့ပြန်ပို့ရန်အတွက်ရည်ရွယ်ထားခဲ့တော်လဲသူ့ရဲ့ကျမ်းမာရဲ့အခြေအနေကြောင့်မပြန်ပြစ်တာပဲပြန်ပို့ရန်အတွက်ရက်ပင်ကြော်လွန်သွားခဲ့ပြီအခုလိုမျိုးပြန်ပို့ရန်အတွက်နှီးမပဲကောက်ကန်ငင်ကားနဲ့နေမကောင်းထားဖြစ်တာကြောင့်လဲသူ့သူပင်အံ့ဩနေမိတယ်သူ့ရဲ့အခန်းပေါ်တငယ်ချင်းတွေကလည်းစစ်စေးတွေတော့ယောဂမမေရမရှိပေမဲ့ဘာလို့ကုကုမပြောက်တဲ့သူ့ရဲ့ယောဂောင်းလဲအံ့အားတဲ့နေရင်သူ့ရဲ့တငယ်ချင်းတွေကနေတဆင့်သူ့ရဲ့ယောဂအခြေအနေကို ူရဲ့အလုံရှင်တတ္ထယသိရှိပြီးော်လဲရိုးရိုးနေမကောင်းတာမဖြစ်နိုင်ဘူးလို့ဆိုကနဲ့တက်တီနားလေတဲ့ဘုံကြီးထံသူ့ကိုခေါ်သွားရင်ဘုံကြီးရဲ့မိတ်ဆွေချက်အရာမျိုးကုံဝင်းမှလဲအလွန်ကိုမှအစွမ်းထက်တဲ့အောက်လန်းပညာနဲ့လှုပ်ခန့်ထားကြောင်သိရတယ်အောက်လန်းပညာနဲ့လှုပ်ခန့်ထားအတီမှာရက်ကြနေပြီဖြစ်ပြီးော်ပညာလည်းအစွမ်းထက်နေရကြောင်ကုသလိုမရနိုင်တော့ကြောင်လဲဘုံကြီးကမိန်ချလိုက်တယ်ကူတာရွေမရနိုင်တော့ဘူးလို့ဆိုတာကြောင့်လေ မျိုးကိုဝင်ရဲ့ဆန္ဒဖြစ်တဲ့သူ့ရဲ့အိမ်တို့ပဲပြန်လို့တယ်ဆိုတာကြောင့်သူ့ရဲ့အလို့ရှင်တထေးရပဲချက်ချင်းပင်ကားစည်းလုံးငှားပြီးတော့မျိုးကိုဝင်းကိုလည်းအိမ်ကိုပြန်ပို့ပေးခဲ့တယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ကမဲဆောက်မြို့အထိပြီးရင်တော့မြောက်ဝရီကသူ့ရဲ့နေအိမ်ထီကိုလည်းတရက်များကြာမောင်းနေပြီးညနေ9နာရီမှာပဲမျိုးကိုဝင်းအိမ်ကိုပြောင်းလာခဲ့ပါတယ်။သူ့ရဲ့အိမ်ရှိသူကားရက်တာနဲ့သူ့ရဲ့ဇနီးတီတာနဲ့9နှစ်ရွယ်သူ့ရဲ့သားနဲ့ သေးတရဲ့မိခင်ဒေါ်မြင့်ရီပါသူ့ကိုစောင့်ကြုံနေလေတယ်။မျိုးကုံဝင် ကားပေါ်ကနေဆင်းလာခဲ့တာနဲ့သေးတာသူ့ကိုဖတ်ပြီးတော့ငိုတော့တယ်။အဖြစ်ဆိုးလိုက်တာကိုမျိုးရဲ့ဇနီးတရားသူ့ကိုဖတ်ပြီးတော့ငိုနေရကြောင်းမျိုးကုံဝင်နားမနေစွာနဲ့ဖြစ်သွားတယ်။ကိုဘာဖြစ်လို့လဲ။ဘာလို့ငိုနေရလဲ။ရှင်မလိမ့်မနဲ့ရှင်ကျမကြီးအချိန်ညူရှင်ရဲ့တငေချင်းတွေဖုံးဆက်ပြီးတော့ပြောပြလို့ကျမသိပြီ။မလိမ့်ပါဘူးကွာ။ အခုကိုနေကောင်းနေပါပြီတိတ်တော်နော်မငိုနေတော့ရှင်းတငယ်ချင်းတွေပြောတော့အဲ့ရနေမှာလဲနေရဆိုအခုတော့ဘမဖြစ်တယ်လို့ပဲတီတာသူ့ကိုလည်းအံဥစွာနဲ့ကြည့်ပြီးတော့ပြောလိုက်တယ်မိမမျက်နှာကိုမြင်ရနေတယ်ကို့ယောကတတ်တာသွားပါပြီဘာမှဖြစ်ဘူးစိတ်မပူနဲ့နော်ခင်မုန်းဖြစ်တဲ့သူရဲ့စကားကြောင့်တီတာဝမ်းသာသွားတယ်ကိုမျိုးဒီမှာရှင့်ရဲ့သားလေးငါးနှစ်တောင်မှရှိနေပြီ တီတာသူမရဲ့ဘေးနားမှာရှိနေတဲ့တားလီရဲ့လက်ကိုဆွဲပြီးတော့မျိုးကိုဝင်းကိုလည်းပြလိုက်တယ်။တားလီကလူကြောပဲကွပြောပြီးတော့မျိုးကိုဝင်းမှလည်းသူ့ရဲ့တားလီကိုကောက်ချပြီးနမ်းလိုက်တယ်။ကဲမိသားစုတွေစုံလို့ပြောတာလဲပြောပေါ့။မောင်မျိုးကစမ်းမကြီးကောင်းသေးတာမဟုတ်ဘူး။လာအိမ်ထဲဝင်ပြီးတော့နားတော့ရောက်ကမဖြစ်တဲ့သူဒေါ်မြင့်ကြီးဝင်ပြောလိုက်ချင်ပြီ။ဟုတ်ကဲ့ပါအမေ။ဒီညတော့မျိုးကိုဝင်ရလဲဇနီးတဲ့မေသမ ्या အဖြစ် ပြောသမျှကိုနားထောင်နေမနက်မိုးလေးနာနဲ့တီးသားမှလည်းမျိုးကုံဝေးအတွက်ဖွယ်ဖွယ်ရရချက်ပြုတ်နေရတယ်။ချက်ပြုတ်ပြီးစီပြီးနေပင်တော်တော်မြင့်လာခဲ့ပြီးမျိုးကုံဝေးအရာနဲ့ထမလာတရားချောင်းနေထမင်းစားဖို့ရန်အတွက်သွားခေါ်ရတယ်။မျိုးကုံဝေးမှလည်းနိုးနေပြီဖြစ်တော်လဲမထာသေးပဲနဲ့စောင့်ချုံပြီးတော့သာနေနေရတယ်။ကိုမျိုးထမင်းစားဖို့အတွက် ကျမလာခေါ်တာအရာမထာသေးဘူးလား။ကိုနေမကောင်းချင်ဖြစ်နေလို့ပါနောက်မှပဲစားတော့မင်းနော်။ မိမအရင်စားထားလိုက်လေနေမကောင်းရင်လည်းစေကန်းသွားမယ်လေဒီတိုင်းမနေနဲ့ရတယ်ခဏနေတက်တာသွားမှာစိတ်မပူနဲ့ကိုဘာမှဖြစ်ဘူးတိဒါလည်းဘာမှဆက်မပြောတော့ဘဲနဲ့မျိုးကွန်ဝင်းသားအနေထွက်လာခဲ့လိုက်တော့တယ်တနေ့လုံးနေမကောင်းတာကြောင့်လေအရာတွေကနေမထားတဲ့မျိုးကွန်ဝင်းမှာညာရောက်တာနဲ့လူကောင်းတယောက်ပမာတိဒါနဲ့စကားပြောလိုက် သူရဲ့သားလေးကိုခြိလိုက်ကြည်စဲလိုက်နဲ့လူကောင်းတယောက်ပမာဖြစ်နေရတယ် ဒီလိုနဲ့နေစဉ်နေတိုင်းပင်နေပတ်တနေ့လုံးနေမကောင်းဖြစ်ချင်တယ်လို့လည်းဆိုကအဲ့ရထဲမှာလင်းနေပြီးတော့ညဘက်မှာလည်းလူကောင်းတယောက်ဘက်မှာဖြစ်နေရင်ဒါအိုအင်းနီနာကျင်းတွေကပါသိရှိသွားခဲ့ပြီးတော့မြို့ကိုဝင်ကိုတိမ်မတင်ငါကျင်တော့ပင်တိရာတယောက်အင်းရှိမှာပေါက်နေတဲ့မျက်ပင်တွေကိုစိတ်ရှိလက်ရှိနဲ့ထိုင်ကာနှုတ်နေအဲ့ဒီချိန်သူမရဲ့အိမ်ကောင်းရင်အိမ်ကနေမက်ရွှေမြသူမထံရောက်လာတယ်တိရာဘာရီလှုပ်ရှုပ်နေရလဲဒီမှာလေ အေရှားမြက်တွေကိုနှုတ်နေရတယောက်ကြားဝိုင်းမကူလား तू ကကျမ်းမာရေးကောင်းတာမဟုတ်ဘူးလေအခုအိပ်ရာထဲမှာပဲနေနေရတယ်ညဘက်ဆိုရင်အကောင်းကြည့်ပါဟနင်းတို့စကားပြောတဲ့ကလေးကိုကြည်စေတဲ့အတန်နေငါရာနေအတိုင်းသားကြားနေရပဲနေဘက်မှာဘာထဖြစ်ရလဲငါလည်းမသိပါဘူးဟာစေကန်းသွားမယ်ပြောလဲမသွားဘူးညဘက်ဆိုရင်တက်တာလို့တော်သေးတာငါနေ့ကိုအဲ့ဒီအကြောင်းပြောချင်လို့လာခဲ့တာပဲဒီပုံတိုင်းဆိုရင်တော့နေ့ယောက်ျားမယုံဘူး ဟွန်းဘာလို့မရိုးတာလဲရွှေမြဖုတ်ဝင်နေဆိုတော့နေကြောက်ဘူးလားကြောက်ဘူးလေလေဘာဖြစ်လို့လဲငါအထင်ပြောမယ်ဆိုရင်တော့နေယောက်ျားတည်ပြီးတော့ဖုတ်ဝင်နေရလဲတူတယ်ရွှေမြရဲ့စကားကြောင့်လဲတီတာအလုံးမဒေါသထွက်သွားတယ်ဘာပြောတယ်နေငါရှက်နေထွက်သွားရွှေမြငါယောက်ျားမဟုတ်တာလာပြောမနေနဲ့တီတာငါကနေဒုက္ခရောက်နေမှာဆိုလို့စေနာနဲ့တတိပေးညာပါဘာစေနာလဲ ငါယောက်ျားနေမကောင်းဖြစ်နေတာ။နေအဲ့လိုမျိုးပြောစရာလား။ငါတော့တမထွက်ချင်ဘူးနော်။နေငါရှက်နေထွက်သွားတော့ရွှေမြမလည်းတီတာကိုသူ့စိန်နာနဲ့လာရောက်ပြီးတော့ပြောပြနေတော့လေတီတာတော့သူ့အလွန်ကိုမှဒေါသထွက်ပြီးမောင်းထုတ်တာကြောင့်လည်းကုတ်ကုတ်လေးပြန်သွားခဲ့ရတယ်။ဘလို့ဟာရီမန်မသိဘူး။အားနေသူ့များအိမ်လာပြီးတော့မဟုတ်တာတွေလာပြောနေ။တီတာမှလည်းသူ့ယောက်ျားကိုမဟုတ်တာတွေလာပြောရမလားဆိုပြီးတော့ရွှေမြကိုလည်းဒေါသထွက်နေလေ။ မြို့ခုဝင်ရဲ့အခြေအနေကတဆင်စကားတဆင်နားနေပင်တရွာလုံးရော ပြက်နှံ့သွားခဲ့တော်ရင်တမီမောင်မျိုးရဲ့တတရတရွာလုံးပြက်နေပြီတရွာလုံးကလည်းဖုတ်ဝင်နေတယ်လို့ပြောနေကြပြီတမီပြောပုံအရာဆိုရင်မိမိလည်းသူပြောပြသလိုဖြစ်နေမယ်လို့ထင်တာပဲဟာအမေကလည်းရွာလူတွေကမဟုတ်တာတွေပြောနေကြတာပါ တကယ်လို့ကိုမျိုးကဖုတ်ဝင်နေရဆိုရင်တမီကိုဒုက္ခပေးမှာပေါ့အခုအဲ့လိုမှမဟုတ်တာ ။ตาลีเนี่ยလည်းပျော့ပျော့ရွှင်ရွှင်ပဲနင်းနေရပဲဟာ哦။အခုဒုက္ခမပေးပေမဲ့ဒီထက်ပိုပြီးတော့ကြာလိုက်ဒုက္ခပေးလိမ့်မယ်သမီး။တက်တီနားလေတဲ့ဆရာကိုပြင့်ပြီးတော့မောင်မျိုးကို ပြကြည့်မလားလို့အမေစဉ်းစားထားတယ်။အမေပါရွာလူတွေမျိုးဖြစ်နေပြီ။သမီးကမဟုတ်ပါဘူးလို့ပြောနေအောင်။ဟုတ်ဟုတ်မဟုတ်ဟုတ်။ဆရာနဲ့ပြကြည့်တာမမှားပါဘူး။သမီးကောင်းမှမနေပါနဲ့အမေပြောလို့သာလုပ်ပါဟုတ်ပါပြီဒါဆိုလေအမေသဘောပါ မတက်တာတော့ရဲ့အဆုံးမှာတော့တီးတာလေမိခင်ရဲ့သဘောလက်ခံလိုက်တယ်အဲ့ဒါဆိုရင်မနေ့ပြန်မိမိဆရာခေါ်လာခဲ့မယ်တမီးအိမ်ကိုတီးတာလက်ခံလိုက်တာကြောင့်ဒေါ်မြင့်ရင်လည်းဆရာခေါ်ဖို့ရင်စဉ်းစားရတယ်နောက်တနေ့မနေ့မှာတော့ဒေါ်မြင့်ရအသက်60အရွယ်အထက်လမ်းဆရာနဲ့အတူတူတီးတာရဲ့အိမ်ကိုရောက်လာခဲ့တယ်ဆရာရောက်လာခဲ့တာကြောင့်တီတာလေးနေရာထိုင်ခင်းပေးလိုက်ပြီးတော့မြို့ကွန်ဝင်းကိုလည်းဆရာအရှိကိုခေါ်လာခဲ့လိုက်တယ် ဇီယာကိုတွေ့တာနဲ့မျိုးကုတ်ဝင်းမှလည်းထိတ်လန့်သွားခဲ့ပြီးတော့မျက်နှာပြတ်သွားတယ်။ဇီယာလည်းမျိုးကုတ်ဝင်းကိုတွေ့ရနဲ့မျိုးကုတ်ဝင်းသိဆုံးသွားခဲ့ပြီးဖုတ်ဝင်နေမဲ့သိလိုက်တယ်။ကလေးမစိတ်အေးထားပါ။အခုကလေးမရဲ့အနာမှာရှိနေတာကလေးမရဲ့ယောက်ျားမဟုတ်ဘူး။ရှင်ကျမနားမလည်ဘူး။ဇီယာရဲ့စကားကြောင့်တိရာအံ့ဩသွားတယ်။ဒီလိုပါကလေးမရဲ့ကလေးမရဲ့ယောက်ျားသိဆုံးသွားပြီးတော့ဖုတ်ဝင်နေရပါ ဘာဖုတ်ဝင်တာလဲကျွန်တော်မသိသေးပါဘူးဗျခမရပါလေလာပြောနေရလဲမိမဒီလူကိုမောင်းထုတ်လိုက်ပါဒီလူမဟုတ်တာတွေလာပြောနေရမျိုးကိုဝင်းမလဲတီတာကိုအကူကြီးတောင်းရတယ်ဇရာလေသူမျိုးကိုဝင်းမဟုတ်မှန်းတီလိုက်တယ်မဟုတ်ပါလားယောက်ျားဖြစ်တဲ့သူရဲ့စကားကိုလဲတီတာလဲနားယောင်သွားကြော်ရင်အမေကိုမျိုးကမဟုတ်ဘူးလို့ပြောနေပြီပဲအမေခေါ်လာတဲ့ဇရာကိုပြန်ခိုင်းလိုက်ပါတော့ ။တမီဖြစ်တဲ့သူရဲ့စကားကြောင့်ဒေါ်မြင့်ကြီးမှလည်းဆရာကိုအားနာသွားတယ်။တမီဘယ်လိုပြောလိုက်တာလဲ။ဆရာကိုရံရတမီယောက်ျားဆုံးပြီးတော့ဖုတ်ဝင်နေရလို့ပြောနေတာ ው ။ဘာပဲဖြစ်ဖြစ်တမီမယုံ။ကိုမျိုးကနေမကောင်းဖြစ်နေရလို့ပဲတမီထင်နေ။အမေရဲ့မဟုတ်တာတွေမလုပ်ပါနဲ့တော့တမီတောင်းမှန်ပါလေ။ပြောပြရနဲ့တီရမှလည်းမျိုးကိုဝင်းကိုဆရာရှိရနဲ့ခေါ်ထွက်သွားကြော်ရင်ဆရာလေးတီရရဲ့တစွတ်တိုးဆန်ဖို့ကြောင့် ဘာမှပြောပေနဲ့နေလိုက်တော့တယ်။တော်မြင့်ကြီးမှလည်းတိရရဲ့လူရဲ့ကြောင့်ဆရာကိုလည်းအတော်လေးမျက်နာပူနေမိတယ်။ကျမတောင်းပန်ပါလေဆရာ။တမီးကအရန်ကိုတဆုတ်ထိုးဆန်နေရ။ဘသူပြောပြောနားမဝင်ဘူးဖြစ်နေရဲ့။ဆရာနားလိုက်ပါတယ်။သူ့ယောက်ျားကိုသူအရန်ချစ်တော့သူ့ယောက်ျားဆုံးသွားခဲ့တာ။သူလက်မခံနိုင်ဖြစ်နေရပါ။တေချာပြောင်းပြပြီးမယ်ဆိုရင်ရမှာပါ။အချိန်တော့မကြစေနဲ့ပေါ့။အချိန်ကြာသွားရင်လူတွေအတွက်ကအန္တရာယ်ရှိနိုင်တယ်။ဟုတ်ကဲ့ဆရာ။ တမီးပေါ်မှာအခုလိုမျိုးနားလေပေးရတဲ့ကျေးဇူးတင်ပါတယ်။တမီးကိုနားဝင်အောင်လို့တေချာပြောပြပေးမှာပါ။ကောင်းပါပြီ။သူနားလေသွားတဲ့အချိန်ကျရင်ဆရာကိုလာခေါ်ပါ။အခုတော့ပြန်ခွင့်ပြုတ်ပါအောင်။ဟုတ်ကဲ့ဆရာ။ဆရာပြန်သွားမှာပဲ။တော်မြကြီးလည်းတဆွထိုးဆန်လာတဲ့တမီးတီတာကိုနားဝင်လာအောင်လို့ဘလို့ဖြောင်းပြမလဲဆိုတာတွေးနေမိတယ်။အိမ်ထဲမှာတော့အခုတလော ပုံနဲ့လိုလိုရနေတာကိုတီတာသတိထားမိတယ်။ အနံ့လေသူမခင်မုံမျိုးကိုဝင်စီရနေလာတယ်ဆိုတော့လေသူမသိတယ်။ဒါပေမဲ့မျိုးကိုဝင်နေမကောင်းတာကြောင့်ရေမချိုးရတီမှလည်းကြာပြီဖြစ်ပြီးတော့အနံ့ထွက်လာတယ်လို့ပဲမှတ်လိုက်တယ်။အမေလှုပ်ပါဦး။အိမ်နောက်ဝင်းမီဖို့ကံမှာမနှက်စာချက်ပြုတ်နေတဲ့တီတော့မှလည်းတားလင်းငိုပြီးတော့သူမစီကိုအလန့်တကြားနဲ့ပြေးလာခဲ့တာကြောင့်ရင်ပူသွားခဲ့ရတယ်။ဘာဖြစ်တာလဲတား?ဘာဖြစ်လို့လဲ?တားကြောက်တယ်မမေတားကြောက်တယ် အဲ့လိုမျိုးပြောရင်ကပင်သီတာကိုဖတ်ပြီးတော့ငိုတယ်။သီတာလည်းအရန်ကြောက်ရွံ့နေတဲ့ဟန်ရှိပြီးတော့သူမကိုလည်းဖတ်ပြီးတော့ငိုနေတဲ့တားလေးကိုပြန်လှည့်ပြီးတော့ဖတ်ထားလိုက်တော့တယ်။ဘာမှမကြောက်နဲ့နော်တားလေး။မမေရှိတယ်မငိုနေတော့နော်။တားလေးကလိမ့်ပါတယ်။ဘာဖြစ်တာလဲ။မမေကိုပြော။ဖိဖိနာမတရေကောင်အကြီးထိုင်နေရဲ့မေရဲ့တားကြောက်တယ်။ဟင်တရေဟုတ်လား။တရေဆိုတာကြောင့်တီတာလေးမိမသားပြပြီးလန့်သွားခဲ့ရယ် အခုတလောကိုမျိုးစီယာနေအပုံနဲ့တွေရလဲရနေရင်ထမင်းဆိုင်လည်းအတူတူမစားပဲနဲ့ဖဲချိန်စားမှမသိဘူးပြီးရင်လည်းရှိသမျှထမင်းဟင်းတွေကိုအောင်လို့စားတတ်တယ်မနက်ပိုင်းဆိုရင်အဲ့ရတွေမှလဲနေပြီးတော့ညဘက်ဆိုရင်လည်းလူကောင်းတယောက်လိုမျိုးဖြစ်နေတတ်တယ်အခုလည်းသားလေးကတရေတွေ့တယ်တဲ့ဒါကပုံမှန်လူတယောက်မဟုတ်တဲ့လက္ခဏာပဲဒါဆိုရင်ကိုမျိုးကသူများတွေပြောတယ်လို့ဖောက်ဝင်နေရလားတွေ့နေသေးတာတယောက်စက်သိန်းတွေထထားတယ် မဖြစ်ဘူးအမေကိုအကြောင်းကြားမှာပဲချက်ချင်းဆိုသလိုตาလေးကိုခေါ်ကနဲ့တီတာတယောက် သူမရဲ့အမေအိမ်ကိုသွားတော့တယ်သူမအမေအိမ်ကိုရောက်တဲ့အခါမှာဖြစ်သည်များအားလုံးလည်းပြောပြလိုက်တော့တယ်တမိကိုမိမိပြောတာပဲအခုတော့ရုံပြီမဟုတ်လားตาလေးကတရေတွေ့တယ်ဆိုမှတမိလည်းတွေးကြည့်မိသွားတာတမိဘာလို့ရမလဲမေးဆရာကိုအမေသွားခေါ်မယ်တမိကဒီမှာပဲစောင့်နေတယ် တော်မြင့်ရင်လည်းရွာရင်ရှိ အရင်တခါခေါ်ဘူးတဲ့အထက်လန်းစရာအိမ်ကိုပဲအ мян သွားကနေခေါ်ရတယ်။အဲ့နောက်တီတာနဲ့အတူတူတီတာနေထိုင်တဲ့အိမ်ကိုလည်းသွားတော့တယ်။မိမဘာလို့ဒီလိုအိမ်ခေါ်လာခဲ့ရလဲ။ပြန်ခန်းလိုက်ပါနော်မိမ။ဆရာ့အမြင်နာနဲ့မျိုးကုတ်ဝင်းမှာလန့်သွားခဲ့ပြီးတော့တီတာကိုပြောလိုက်ခြင်းဖြစ်တယ်။ငါဘာလို့လာရလဲဆိုတာမင်းသိမှာပေါ့။ဘာလို့သိရမှာလဲမသိဘူး။အဲ့ဒါဆိုလေပြောပြမှာပေါ့။ ဒီကလေးမယောက်ျားရဲ့ခန္ဓာကိုယ်မှာမင်းဘာလို့ဝင်နေရလဲဆရာရဲ့စကားကြောင့်မျိုးကိုဝင်မျက်နာပြက်သွားတယ်။သီရာကိုလည်းကြည့်တော့လဲသီရာအရင်တခါလိုပဲဘာမှဝင်ပြောတာကြောင့်သူမျိုးကိုဝင်မဟုတ်မှန်းရိပ်မိသွားခဲ့ပြီဆိုတာသူသိလိုက်ပါတယ်။ဒါကြောင့်မလို့လဲအမှန်တိုင်းသူဝင်ခံမှာပဲဖြစ်တော်မင်းကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်သီရာရဲ့ယောက်ျားမျိုးကိုဝင်မဟုတ်ပါဘူးရှင်တဒါဆိုရင်ကျမယောက်ျားရောဘယ်မှလဲ မျိုးကိုဝင်မဟုတ်ဘူးဆိုတာကြောင့်တီတာထိတ်လန့်သွားတယ်။ကလေးမစိတ်အေးထားပါဆရာဆက်ပြီးတော့မေးပါမယ်။ဟုတ်ကဲ့ပါဆရာ။မင်းဟာမျိုးကိုဝင်ရဲ့ခန္ဓာကိုယ်တွေကိုဘယ်တော့မှဝင်နေရလဲ။မြဝတီတောင်အစင်းလန်းကလေးကဝင်လာခဲ့တာပါ။မြဝတီတောင်အစင်းလန်းမှာပင် မျိုးကိုဝင်မှလည်းတိတ်ဆုံးသွားခဲ့ပြီးဖုံးဝင်လာခြင်းပဲဖြစ်တယ်။ဘာရွယ်ချက်နဲ့အခုလိုမျိုးဝင်နေရလဲ။အရင်ကတော့စားချင်တောက်ချင်လို့ဝင်နေခဲ့တာပါ။ဘသူ့အိုးမှလည်းဒုက္ခမပေးပါဘူး။ အခုတော့တီတာကိုတန်ရုံးစင်ဖြစ်နေမိပြီကျွန်တော်မထွက်ခိုင်းပါနဲ့နော်ဆရာကျွန်တော်တောင်းပန်ပါတယ်ဖုန်းဝင်နေတဲ့သူကတီတာကိုလည်းတန်ရုံးစင်ရှိတယ်ဆိုတာကြောင့်သူတို့အားလုံးလည်းအံ့အားသင့်သွားတယ်ဒီခဏကိုကမင်းရဲ့ခဏကိုမဟုတ်တဲ့အတွက်အခုလိုမျိုးဝင်နေလို့ဘယ်ဖြစ်မှာလဲမင်းမထွက်ရင်တော့ငါရဲ့ပညာအစွမ်းနဲ့မင်းကိုထုတ်ရလိမ့်မယ်ဆရာရဲ့စကားကြောင့်ဖုန်းဝင်နေတဲ့မျိုးကိုဝင်မှလန့်သွားတယ်မလုပ်ပါနဲ့ဆရာကျွန်တော်ထွက်ပါမယ် ဟုတ်ပြီမင်းတို့လည်းဒီလိုဘဝနဲ့ကျွတ်လို့အောင်လို့ဆရာတို့အမျှပေးဝင်မယ်။ကဲဘာပြောချင်သေးလဲ။ဆရာကဘာပြောချင်သေးလဲလို့ဆိုတာကြောင့်ဖုံးဝင်နေတဲ့မျိုးကိုဝင်းမှာတီတာဘက်ကိုလှည့်ပြီးတော့တီတာကိုမင်းနဲ့မခွင်းနိုင်ဘူး။ဒါပေမဲ့ကိုထွက်ရတော့မယ်။ပြောရင်းနဲ့ဝမ်းနည်းစွာနဲ့ငိုတော့တယ်။တီတာလည်းငိုရမလို့လို့ကြောက်ရမလို့လို့ဖြစ်နေရင်တအောင်များကြတဲ့ခါမှာ ကိုသွားတော့မယ်နော်တီတာ။အဲ့လိုပြောပြီး ြို့ကိုဝင်းမှာလဲကျသွားခဲ့ရင်ခုနအကောင်းပကတိရှိနေမြို့ကိုဝင်းရဲ့ခနာကိုမှာဝင်းနေရဲ့ဖုတ်ထွက်သွားခဲ့တာနဲ့ပုတ်ပွားရည်ရဲသွားရင်စမနဲ့သားလေးကိုထားသွားပြီလားကိုမျိုးရဲ့တီတာနဲ့အခုမှပဲငိုဖို့အတွက်တတိယပြီးတော့ငိုနေရောရင်တရားနဲ့သာဖြေပါကလေးမဆရာတသက်မှာဒီလိုလိမ်မာတဲ့ဖုံမျိုးဝင်းတာမတွေ့ဘူးသေးဘူး तू ကအေးဆေးနေလို့ကလေးမကန့်ကောင်းနေကဲရွာလူတွေကိုအကူအညီတောင်းပြီးတော့ မျိုးကိုဝင်ကိုချက်စင်းတချို့ဖို့အတွက်လှုပ်တော့ဆရာလည်းသူ့အလုပ်ပြီးစီးသွားခဲ့ပြီဖြစ်တာကြောင့်ပြန်သွားခဲ့တော့ရင်ဒေါ်မြင့်ရာတော့ရွာလူတွေကိုအကူအညီတောင်းကနေမျိုးကိုဝင်ကိုလည်းတချို့လိုက်တော့ရင်မျိုးကိုဝင်ရက်လက်မှာဆရာပြောထားတဲ့အတိုင်းမျိုးကိုဝင်ထံမှာဝင်နေတဲ့ဖုန်တရေကိုပါ အများပေးဝေလိုက်တယ်။ဒါကြောင့်မလို့လေသူလည်းအများရပြီးတော့ကျွတ်လို့သွားလိမ့်မယ်ထင်တယ်။ဒီအဖြစ်ပြက်ကြီးကိုလည်းပြန်တွေးတိုင်းမှာတော့တီရမှာလည်း ဖုံးဝင်နေတဲ့မိမိရဲ့ခင်ပိုးနဲ့တူတူနေခဲ့ရတာကိုကြောက်ရွံ့နေမိတယ်။မျိုးကိုဝင်ပညာနဲ့လောက်ခံထားခြင်းမှာသူကြီးထားတဲ့ပတ်စံတွေကိုပြန်လဲတောင်းယူရမှာတော့ပြန်မဆက်လိုတဲ့သူတဦးကနေစိတ်တူပြီးတော့လုပ်ခဲ့ခြင်းပဲဖြစ်တယ်။ပရိသတ်များရှင်စာရေးသူနေစင်မင်းရေးသားထားတဲ့ဖုတ်တကောင်ရဲ့တန်ရောစိန်ဆိုတဲ့ဇလံကောင်တွေကဒီမှာပဲပြီးဆုံးပါပြီ။နားစင်ပြေခဲ့ကြတဲ့ပရိသတ်များအားလုံးလည်းတာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်နေကြပါစေရှင်။